မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီကစစ်ကူဖြည့်တင်းပြီးတော့ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး TNL ကလက်နက်ခဲယမ်းတချို့ကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မိုးကုတ်မြို့နယ်အရှိပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လကခခလိုက်ရ9788တပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့် ပမ်းမထိတ်ရွာအနီးတစ်ဝိုက်မှာတောင်းတက်မတော် DNL နဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇွန်လ18ရက်နေ့မနက်7:59မိနစ်ခန့်မှာလည်း ကဘာလုံးစည်ဒီအနီးတဝိုက်မှာလဲအကြံပတ်စေကောင်စီတက်နေတောင်းတမရဒီယန်နာလေးမိုးကုတ်ဗျူဟာပူပေါင်းတပ်ဖွဲ့တို့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အလားတူပဲမိုးကုတ်မြို့အရှိပိုင်းမှာလဲဇူလိုင်လ18ရက်နေ့မနက်8:30မိနစ်ခန့်မှာကြက်ချံနဲ့အမိုက်ပုံးနေရအနီးတဝိုက်မှာထိုးစစ်ဆင်လာတဲ့အကြံပတ်စေကောင်စီတက်နေတောင်းတမရဒီယန်နာလေးတက်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်နက်ခဲယံတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောင်မဲမြို့နယ်နောင်ပိန်လေးရွာနယ်နတ်ရီကန်အနီးတဝိုက်မှာလဲဇူလိုင်လ18ရက်နေ့မနက်9:40မိနစ်ခန့်မှာ စစ်ကူအင်အားဖြည့်တင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်တမရဒီယန်နာလေတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ခွနဂျေ112နဲ့ဘုံ38လုံးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်ချုပ်မျိုးရင်းနဲ့တဲခေါ်ရွာကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်က drone 3စီးနဲ့ဘုံ၁၈လုံးနဲ့လက်နက်ကြီးများနဲ့၄လုံးပြည်သူများကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အဝင်ကဟိုပိတ်နဲ့မေဟန်ကျေးပါတွေကိုကိုကန့်တက်မတော် MNDAA ကဇူလိုင်လ18ရက်နေ့ဘဏ္ဍပိုင်းမှာထိမ့်ချုပ်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်တလုံးမေဟန်နဲ့ဟိုပိတ်ကျေးရွာတွေအတွင်းမှာ MNDAA တပ်တွေအင်အားအပြည့်နဲ့နေရာယူထားပြီးတော့စစ်ကောင်စီဘက်ကနားမခေါ်ကာကြီးခွဲမှာခံစစ်အထိုင်ချထားတာကြောင့်အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သေးတယ်လို့မြို့ကန်တွေကသုံးသပ်နေပါတယ်လာရှုံမြို့မှာဇူလိုင်လ18ရက်နေ့မနက်8:00နာရီကမှ လက်နက်ကြီးအတန်နဲ့ချက်ချားရပြီးတဲ့နောက်ညနေပိုင်းအထိကိုမြို့ရင်းတိုက်ပွဲအခြေအနေတွေငြိမ်သက်နေသေးတယ်လို့သိရပါဗျ။အရင်ရက်တွေကအိယာကနိုးလာတာနဲ့အတန်တွေတောက်လျှောက်ကြားနေရတယ်။နှလုံးလောင်တုံတယ်။ဇူလိုင်လ18ရက်နေ့မှာတော့တော်တော်လေးကိုငြိမ်နေတာမိုးတော့ရွာနေတယ်။မိုးရွာတော့လေရင်လည်းမဝဲတော့ဘူးလို့မြို့ရင်းကြံရှိသူတို့ကပြောပါဗျ။လားရှုံမျိုးကိုစေကောင်စီကအဝင်အထွက်နှစ်မျိုးလုံးခွဲပြူထားပေမဲ့တိုက်ပွဲအခြေအနေရအခြေမရွေးအနေရကြောက်နိုင်တာကြောင့် MNDA ဘက်ကမြို့ဝင်ခွင့်ကိုပိတ်ထားပြီးတော့မြို့ကန်တွေကိုအ мян ဆုံးရှောင်ခိုင်းနေတယ်လို့သိရပါဗျ။ မျိုးတဲမှာရောမေဟန်ဘက်မှာရောတိုက်ပွဲတော့မရှိဘူးဒါပေမဲ့အခုမှရှောင်မယ်ဆိုရင်တော့တော်တော်လေးသတိထားပြီးတော့သွားစီခြင်းနဲ့စစ်ကောင်စီကမေဟန်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်လာနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တူကသတိပေးထားပါတယ်။လာရှုံမျိုးတွင်တိုက်ပွဲတွေမှာနှစ်ဖက်တပ်တွေကြာဆုံးခဲ့တဲ့အလောင်းတွေကိုလူမှုကွန်ရက်အသင်းတွေကတိတ်ကူပေးနေရပြီးတော့ မိပညာတက်ကတူဘက်မှလည်းစစ်ကောင်စီတိုက်ရဲ့အလောင်းတွေကိုတည်ယူပေးနေတဲ့သူတွေမရှိတာကြောင့်ဆာလာအိတ်တွေနဲ့ထုတ်ထားရတယ်လို့ဆိုပါရယ်လာရှိုးနမ်လန်မိုင်းကိုင်လဲချပင်လုံလမ်းမကြီးအတိုင်းတိတ်ရှောင်လာကြတဲ့လာရှိုးမြို့ကန်တွေအတွက်နမ်ဆန်မြို့နယ်ပန်လိုင်းဆိုင်နယ်မြေမှာတွားရောက်ခိုးလုံနိုင်တယ်လို့အသိပေးထားကြောင်းတင်ရန်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းရွာကနေကင်းဆောင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာ၄ဦးသေဆုံးပြီးတနက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ18ရက်နေ့မနက်6:00နာရီအချိန်ကမှရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစောတိရွာကနေကင်းယူဖို့အတွက်ထွက်လာတဲ့စစ်သားနဲ့ရဲများပြူစောတိများကို ၎င်းတို့နေရာယူမဲ့ဘန်ကာထဲမှာတော်လိုင်းရဲဘော်များကလက်ဦးမှုရယူပြီးတော့အသင့်ဆောင်ဆိုင်နေရာယူပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးတေဆုံးခဲ့က၎င်းတို့စီက MA1 တနက်တလက်မဂဇင်းတစ်ခု 5.56G 90တောင်း G3 တနက်တလက်မဂဇင်း3ခု 7.62G 140တောင်းလက်ပြဘုံတစ်လုံးဖုန်းတလုံးနဲ့စကားပြောဆက်တလုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဗိုလ်ကြိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရွှေဘို Special Troop of Anya Revolution SDAR အညာဒေတာအထူးတော်လိုင်းရေးတပ်ဖွဲ့ဘိုးဂျပန်ကြီးရွှေဘိုဘိုဘတော်ရွှေဘို Golden Eagles ZBG အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဆက်လက်ပြီးတော့ပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေတဲ့စစ်သားရဲပြူစောတိများနဲ့စစ်တပ်ထောက်တိုင်များကိုတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ဘိုးချိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်ကနေရန်ကုန်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိများလိုက်ပါလာတဲ့ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့လမ်းမိုင်းပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့နေ့လယ်7:00နာရီကမှမော်လမြိုင်ကနေရန်ကုန်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိများလိုက်ပါလာတဲ့အမှတ်82အစုံရထားဟာ တိန်စိမ့်နဲ့ဒုံဝန်းဘူရာကြားမိုင်းတိုင်အမှတ်124စက်နှစ်မြင်းဆောင်73ကြားမှာမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမေးထားလမ်းပိုင်းပြန်လည်ပြုတ်ဝင်မှုအတွက်စက်မှုဌာနကမော်လမြိုင်တွဲပြင်အဖွဲ့များနဲ့တထုံဘူရာကအနာကလမ်းပြုပြင်ရေးအဖွဲ့များကလမ်းပိုင်းကိုပြန်လည်ပြင်ဆင်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလုံခြုံရေးအမြောက်အများချထားတယ်လို့သိရပါဗျ။ကရိန်းတော့မထွက်ဘူး။တိုင်းရှိကအနာကနဲ့စက်မှုဌာနကမော်လမြိုင်တွဲပြင်အဖွဲ့တွေပဲကားတွေနဲ့တထုံဘူရာမှာတော့ အနာကလမ်းပြေအဖွဲတွေရှိတယ်သူတို့ပူပေါင်းပြီးတော့ယထာလမ်းကိုပြုပြင်မယ်လို့သိရတယ်စစ်တပ်ကလုံခြုံရေးအပြည့်ချထားတယ်လို့သိရပါတယ်အဲ့ဒီယထာမှာကစစ်တပ်ဘက်ကအကောင်ကြီးတွေပါတယ်အကောင်ကြီးတွေအတွက်လုံခြုံရေးတွေချထားတာပါမော်လမြိုင်ကနေထွက်တဲ့အမှတ်၈၂အစုံယထာပါလို့မြမမကြီးယထာကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်ရန်ကုန်မော်လမြိုင်ယထာပြေးဆွဲမှုကိုလည်းခိတရန်နာထားပြီးတော့မေထာလမ်းပိုင်းပြင်ဆင်ရေးအတွက်ဆက်လက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တမျိုးအရှိချမ်းဇေယျကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိတပ်ဖွဲ့တွေဟာဇူလိုင်လ18ရက်နေ့မနက်ပိုင်းမှာဇေယျကြီးရွာအတွင်းကနေအိမ်တွေကိုမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအဲ့ဒီကြေးရွာအနီးစစ်ကောင်စီအုပ်စုနဲ့တော်လိုင်းအင်အားစုတွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီအုပ်စုဘက်က၃ဦးသေဆုံးပြီးအယောက်၂၀ထက်မနည်းထိခိုက်ဒဏ်ရာရရှိကာစစ်ရဲအထိနာခဲ့တယ်လို့သိရပါဗါးအဲ့ဒီလိုစစ်ရဲအထိနာသွားတဲ့စစ်အုပ်စုတွေဟာမနေ့ကနဲ့ဒီကနေ့မှဇေယျချီကြေးရွာကနေအိမ်တွေကိုဝင်ရောက်မိရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောဆိုထားပါဗါးဇေယျချီရွာတွေကနေအိမ်တွေကိုမိရှို့နေတာမနေ့ကနေအိမ်၆လုံးကိုမိရှို့တယ် ဒီကနေ့လဲသုံးလုံးဖတ်ရှုတယ်ပြည်သူတွေကတော့တင်းရှောင်နေကြရတာပေါ့အဲ့ဒီဇေယျကြီးရွာထဲမှာကလည်းစစ်ကောင်စီအုပ်စုတွေကအထိုင်ချတတ်ဆွဲထားတာကြာပြီလို့တောင်းသားသတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်တအုပ်ကပြောကြားထားပါဗျာ လက်ရှိဇွန်လလအတွင်းတောင်သာမျိုးတွင်းမှာစစ်ကောင်စီအုပ်စုနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့တော်လိုင်းရဲ့အင်အားစုတွေဘက်ကစစ်အုပ်စု၃ဘန်းပြူစောထီး၃ဘန်းနေနဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးရမိတာတွေရှိတယ်လို့စစ်အုပ်စုဘက်ကလည်းတိုက်ပွဲအထိနာတိုင်းကြေးရွာတွေတဲကိုစီးနှင်းဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးတာတွေကိုပြုတ်လုနေတယ်လို့ တောင်တာမြို့နယ်ပကဖကပြောဆိုထားပါတယ်ဇွန်လလ16ရက်နေ့ကလေစီကောင်စီအုပ်စုဟာဇေယျကြီးကြေးရွာကိုဝင်ရောက်မိရှို့ခဲ့ပြီးတယ်နော်ဒေသခံတချို့ကိုဖမ်းဆီးသွားခဲ့ပေမဲ့ပြန်လွှတ်ပေးခဲ့တယ်လို့လူလူလှုပ်ရှားမှုကော်မတီတောင်တာသတင်းပြန်ကြားရေးကပြောဆိုထားပါတယ် လက်ရှိတောင်တာမြို့နယ်ထဲမှာစစ်ကောင်စီအုပ်စုနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အထိနာတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိတွေဟာဒေသခံပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာနေအိမ်တွေကိုဖောက်ထွင်းခိုးယူပြီးတော့မိရှုဖျက်ဆီးတာလက်နက်ကြီးတွေနဲ့ကျေးရွာတွေကိုရန်တပ်ပစ်ခတ်တာတွေလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနေကုန်တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးကုံမြို့အရှိပိုင်းမှာဇူလိုင်လ18ရက်နေ့ညနေပိုင်းမှာတိုက်ပွဲတွေပုံမပြင်းထန်လာပြီးတော့ကျောင်းတိုင်ဆရာတော်တပါးပြန်လည်တော်မူကအရက်သားထိခိုက်မှုတွေလည်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ညနေ9:45မိနစ်ခန့်ကမိုးကုံမြို့အရှိပိုင်းမဏိဝင်သားចောင်းတိုက်ပေါ်ကိုလက်နက်ကြီးကြက်ရောက်ပောက်ကွဲပြီးတော့ចောင်းတိုက်ဆေးရတော်ပြန်လည်တော်မူခဲ့ကြောင်းမြို့ကံများကပြောဆိုထားပါတယ်။ဒါ့အပြင် ရှမ်းတော်ကျောင်းအနီးလမ်းပေါ်ကိုလက်နက်ကြီးတလုံးကြက်ရောက်ပောက်ကွဲပြီးလူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့ညနေပိုင်းမှာတိုက်ပွဲတွေပုံပုံပြင်းထန်လာပါတယ်။စစ်တပ်ကလက်နက်ကြီးတွေပို့ပြီးတော့ပစ်နေတယ်။နေကင်းပိုင်းတော့ကလည်းအရဲသားတွေထိခိုက်မှုရှိခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါဗျ။မိုးကုံမြို့အရှိပိုင်းမှာဇွန်လ18ရက်နေ့မနက်9နာရီအချိန်ကန်းကစပြီးတော့တိုက်ပွဲပုံပုံပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့ည7နာရီကန်းမှာလည်းမြေပြင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါဗျ။ အခုရပိုင်းတိုက်ပွဲများမှာစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာမစိုးရိမ်ကြောင်းတိုက်ပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးတော့ကိုရင်၄ပါပြန်လောင်တော်မူခဲ့ကြောင်းဒေသခံများကပြောဆိုထားပါတယ်။ဒါ့အပြင်မိုးကုတ်မြို့နယ်အနောက်ပိုင်းမှာဇူလိုင်လ15ရက်နေ့ည9:00နာရီကစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြက်ရောက်ပောက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး၂ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုးကုတ်မြို့ကစစ်ကောင်းစီစခန်းများကိုတောင်းတမရော DNL ဥဆောင်တဲ့ပူပေါင်းတပ်များကဇွန်လ25ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးတော့မြို့ရဲ့အနောက်ပိုင်းကိုထိန်းချုပ်ထားနိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာစစ်ကောင်းစီကမိုးကုတ်မြို့အရှိပိုင်းမှာတပ်ဆွဲထားပြီးတော့နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါတယ်။ဇွန်လ18ရက်နေ့မနက်ပိုင်းတိုက်ပွဲဟာလည်းအရင်ရက်များထက်ပုံမှန်ပြင်းထန်တယ်လို့မြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ